ရေမြွနယ်နဲ့ညောင်လေးပင်တို့မှစေကောင်းစီတပ်တွေကိုတိုက်ခိုက်မှုဆက်သား9ဦးသေဆုံး။မွန်ပြည်နယ်ရေမြွနယ်နှစ်ကင်ကရိုးစိန်တို့ရရှိလာစေကောင်းစီတပ်ပွဲကိုတိုက်ခိုက်ရာဒူရကံပိုးခေါင်းဖြူခေါ်နေမျိုးတိုက်ပါဝင်၄ဦးသေဆုံးခဲ့ကြောင်းဒေါနာစစ်ကြောင်းတောင်းရှိသူကပြောပါရယ်။ မေလ10ရက်နေ့မနက်6နာရီခန့်ကရင်းမြွနယ်ကော့ဒိုကုတုစိတ်ကနေမြကင်ကတို့စိတ်တို့စစ်ကြောင်းထိုးလိုက်အင်အားတရာကန်ရှိဂျပန်စစ်တပ်စစ်ကြောင်းကိုဒေါ်လိုင်းပူပတဖွဲ့ဘက်ကတိုက်ခိုက်ရမှာပြန်လည်ပြင်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးခါလာတရား6တွင်မှဒုရာကန်ပုခေါင်းဖြူကော်နေမျိုးထိုက်ပါဝင်၄ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ပါတယ်ဒုရခံဘိုးနေမျိုးထိုက်ကလက်မောင်းကနေနှလုံးကိုကြီးဖောင်းဝင်ပြီးတိတ်ဆောင်သွားလို့နောက်ဆက်တွဲတရင်ရထားတယ်။တိတ်ဆောင်သွားတဲ့နေမျိုးထိုက်ကတိုင်ရင်ထဲမှာနာမည်ပြန်တဲ့ ကျော်စောသူတယောက်ပါသူ့ကိုကောင်းဖြူလို့နာမည်ပြောင်းပေးထားလို့သိရပါတယ်ရင်ကြပတ်စစ်တပ်စစ်ကြောင်းအခလာတော်တဆက်ကမှစစ်ကြောင်းမူပိုကြီးရမင်းထုခလာတရား6မှာဒူရခံပုံနေမျိုးထိုက်ကိုကောင်းဖြူနဲ့ခလာ988မှာဘုံမှုမျိုးမင်းကြီးတို့ဥဆောင်ကပူပေါင်းထားတဲ့စစ်ကြောင်းဖြစ်ကြောင်းသိရပါတယ်။မလားတို့တိုက်ပွဲဖြစ်ပွားနေရတဲ့မဝေးတဲ့တစ်ဖက်ကျွန်းမှာလည်းအင်အား90ခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးလက်နက်ငယ်ဒရုန်းတွေနဲ့တိုက်ခိုက်မှုရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို KNL တိုင်းနဲ့ဆက်ကွန်တပင်ရွှေတီနဲ့ဒေါ်နာချင်းမောင်ရဲ့တပ်ဖွဲ့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဒေါ်လိုင်းပူပေါင်းတပ်ဖွဲ့နဲ့ဒီကမ်းရှိပြန်နေဆုံးခွာနိုင်ခဲ့ပါတယ်။ထို့ပြင်မေလ17ရက်နေ့မနက်7:50မိနစ်ချိန်ဘကိုးတိုင်းရွှေချင်းမြို့နယ်ကနေညောင်လေးပင်မြို့ကိုထွက်လာတဲ့စစ်သား2ဦးပါဒိုင်နာကကိုပြည်သူ့ကာကွယ်ရေးတပ်တော်တုံးခွန်၃ညတုံးတိုင်ကရဲဘော်တွေကရေကြီးချောင်းကျရနဲ့ပစုံမြောင်းကျရကြောင့်ရွှေချင်းညောင်လေးပင်ကလန်ပေါ်မှာဖျက်တောက်ပစ်ခဲ့ရမှာကားပေါ်ပါလာစစ်သားနှုံနေရာတွေပွဲချင်းမိသိဆောင်ခဲ့ကြောင်း Fire Dragon ဖွဲ့ကပြောဆိုပါတယ် ရန်သူရဲ့သွားလာလှုပ်ရှားမှုကုန်လုံးကပြည်သူတွေကဒေါ်လာ၏ဘက်မှာရှိနေတဲ့အတွက်ကြောင့်မို့လို့ဒေါက်တာများများသိနိုင်ပါတယ်။အလောက်တွေလည်းလှုပ်လို့ရတယ်။ဒါပေမဲ့သူတို့တွေကလည်းမျိုးမျိုးပုံရှုပ်ကွက်ရှုံနဲ့ညမျိုးစုံနဲ့လိန်ညာလှည့်ပြပြီးသွားနေကြတယ်။ဒါပေမဲ့မနေ့ကတော့သူတို့မလုံလိုက်ပါဘူး။သူတို့ဘက်မှပြည်သူကလုံးဝရှိမနေတော့ဘူးရွှေကျင်တင်သားခန်တွေရောညောင်လေးပင်တင်သားခန်တွေရောပြည်သူလူထုအများစုကရရင်ရသလိုသတင်းချက်လက်တွေကိုညှိကြပါတယ်လက်နက်တော်များဘူးလို့ဖိုင်တာကွန်ဖွဲ့တာဝန်ရှိသူကပြောပါတယ် တိုက်ခိုက်မှုပြီးမှာပစွန်မြောင်းရွာနဲ့တာပြတ်တရာဂိတ်တို့ကနေစစ်ကိုရောက်ရှင်လာခဲ့ပြီးတော့လမ်းနိုင်ငံနဲ့ရန်တပ်ပစ်ခတ်ကြောင်းထိုစစ်ကိုစစ်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်တော်3ခု3ညသုံးတိုင်မှရဲဘော်ကစနိုက်ပါနဲ့ပစ်ခတ်အမစစ်သားတအုပ်ထမင်းတီးဆုံးခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့အုတ်တွင်းမြွနဲ့စက်မနက်နယ်မြေစကန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးမိရှုရှင်နဲ့စစ်တပ်က3ရက်ဆိုင်ကဲကားနဲ့တခြားသုံးဆောင်နေသိရှိရှင် ဘကူတိုင်းတောင်ကုန်ခရိုင်အောက်တွင်မြို့နယ်ကျမနရစတက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးမိရှုရှင်းလင်းခဲ့ကြောင်းဂျိုးပင်ကောင်ဟီရိုပြောက်ကြားတစ်ဖက်ပြန်ကြားရင်းနဲ့ဗန်နိုင်းတောင်ဝန်ခံရဲမင်ရှင်ရှင်ကပြောပါရင်မေလ10ရက်နေ့မနက်9:00နာရီခန့်ချိန်စစ်ကောင်စီတပ်သားအင်အား60ခန်းနဲ့တပ်ဆွဲထားတဲ့အောက်တွင်မြို့နယ်ကျမနရရှိစတက်စကန်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်မှာပြန်လည်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲမှာမနက်9:00နာရီခန့်ချိန်ကနေ7:30မိနစ်ထိကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေစကန်စုံကထွက်ပြေးသွားသဖြင့်တိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရပါတယ် အသေးပြောက်ကများတယ်ဒါပေမဲ့ဆက်လက်ရှာဖွေစုံစမ်းနေတော့မယ်ရဲခွေရောစစ်ခွေတွေပါနေစကန်ကုန်းမှာတိုက်ပွဲဖြစ်နေတုန်းလေးနစင်းနဲ့လာကျဲသွားတယ်ပြီးလဲပြီးတော့နောက်ဆောင်ပြန်ခောက်သွားပြီးခဏခဏထက်လာဝဲတယ်ထပ်ပစ်တာမရှိတော့ဘူးလို့ဂျိုးပင်ကဟီရိုပြောက်ကြားတစ်ခွက်ပြန်ကြိုင်းနေဗန်နိုင်းတောင်ခန့်ရဲဖို့ရှင်ရှင်ကပြောပါတယ်ရင်းရစကန်တွင်မှဆိုင်ကယ်6စီကားတစ်စီးနဲ့ခြားသုံးဆောင်ပြင်ဆင်သိမ်းဆင်နိုင်ခဲ့ပြီးစကန်အုံမီရှုပ်ဖြတ်ရှင်းလင်းခဲ့ကြောင်းသိရတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်ပိုင်းစစ်ဒေသအမှန်နစ်စစ်ဒေသခွဲသားရိခဲ PDF 383တက်ခွင်ကဂျိုးပင်က ဟီရိုပြကြားတဖွဲ့နဲ့တာဝရီကန်တိုင်တုံချတုံညာတဲ့တခွေတုံတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်တဖွဲ့နဲ့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆလာပြောတောင်ပိုင်းနယ်စစ်တော်နာကျော်လကန်ခမ98တိုင်ဌာနချုပ်ကိုတင်ပိုက်ခဲ့တဲ့အမှတ်တမ်းရုပ်သံတောင်ညိုစစ်ကြောင်းကတော့ပြန်ပကိုတိုင်းရွှေချင်းမြို့နယ်ညချတော်ကျေးမရှိအကြံဖက်စစ်ကောင်စီရဲ့တောင်ပိုင်းနယ်စစ်တော်နာကျော်လကန်ခမ98တိုင်ဌာနချုပ်ကိုတိုက်ခိုက်တင်ပိုက်ခဲ့တဲ့ရုပ်သံအမှတ်တမ်းကိုတောင်ညိုတိုင်ကထုတ်ပြန်လိုက်ပါတယ်။ စကန်းတိုင်းတိုက်ပွဲမှာဂျပန်စစ်ကောင်စီတပ်သားအလောင်း30ခန့်တွင်ရှိရပြီးစစ်တုံးမဲ6ယောက်နဲ့မိသားစုဝင်9ယောက်တို့ကိုဖမ်းဆီးမိခဲ့လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှုပေါင်းရရှိရတဲ့တပ်သား90ခန့်စကန်းဆုံခွာထွက်ပြေးသွားပါတယ်။ခမ998ကနေ0.5စက်တနက်85နောက်ပွင့်87မမ60မမလက်နက်ကြီးပါဝင်လက်နက်မျိုးစုံ83လက်ဂျမ်းမာ73လုံးနဲ့ခရရနေတင်စီရရှိခဲ့လို့တောင်ညွန့်စစ်ကြောင်းကဖော်ပြပါတယ်။ အရေးဆက်စင်ကိုပြည်သူ့ကောင်ကွယ်ရေးတပ်မတော်အမှတ်၄ဆင့်စင်နဲ့မြို့သူဆင့်စင်တပ်ဖွဲ့ SOS အမှတ်၈၃၅တရင်အမှတ်၈၃၅တဲ့တရင်နဲ့ကပြူတရင်တောင်ညိုတရင်ဘကဖဒေါနာတရင်စောင်းတန်းဤကတရင် SOG တရင်ရှောင်းနီဒရုန်းထုတပ်ဖွဲ့ကလောင်ဝင်းဒရုန်းထုတပ်ဖွဲ့အမှတ်၄ဆင့်စင်နဲ့မြို့အမှတ်၃ခု၃၅တဲ့တရင်အမှတ်၅၁၃၅တဲ့တရင်ရန်ကုန်ပြည်စစ်ကြောင်းဘကိုတိုင်းဘကဖတိုင်းခိုင်အဖွဲ့လေးရန်ကုန်တိုင်းဘကဖတိုင်းခိုင်အဖွဲ့လေးမွန်ဘကဖတိုင်းခိုင်အဖွဲ့လေး NDF တပ်ဖွဲ့လေးဖြစ်တဲ့ KRU UDF rocket တွေနဲ့ drone တစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ဆက်လက်ပြီးမိုးပြတိုက်ပွဲမှာနေပြည်တော်ပတ်ကောက်ဖိုင်အစ်စ်ကြောင့်မှုနဲ့ရဲဘော်တော်ပြင်းထန်တဲ့အရာ၊ကင်းနေပြည်နယ်မိုးပြမြနယ်တိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးဖွဲ့နေပြည်တော်ရဲ့တိုက်ခိုက်ရေးဖွဲ့ကစစ်ကြောင်းမှုနဲ့ရဲဘော်တော်ပြင်းထန်တဲ့အရာရှိခဲ့လို့အဆိုပါတပ်ဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိနေပြည်တော်ဖက်ကဖအတိုက်ခိုက်အဖွဲ့ကစစ်ကြောင်းမှုရဲဘော်ပနာနဲ့ရဲဘော်မင်းမင်းတို့ဟာမေလ17ရက်နေ့ကမာမိတ်ဖွဲ့နဲ့တူမိုးပြတ်တိုက်ပွဲမှာပါဝင်တိုက်ခိုက်ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။လက်ရှိမှာပြည်သူ့ကာကွယ်ရေးအဖွဲ့နေပြည်တော်အနေနဲ့ပြင်းထန်တဲ့ရဲဘော်ညာကိုစေဝါကူတာပေးနေလို့သိရှိရပါတယ်။